အပန်းချအန်ဂိပြီးဆုံးသွားတဲ့နောက်ပိုင်းမှာစတန်လီဖန်ပြီးခဲ့တဲ့အပန်းချအဖွဲ့ကြီးကလည်းပြီးဆုံးသွားပြီလားဆိုပြီးတော့မာဗယ်ဖန်တွေတော်တော်များများကမေးခွန်းထုတ်ခဲ့ကြတယ်ဒါပေမဲ့အခုစတန်လီရဲ့အပန်းချအဖွဲ့ကြီးကိုရှေ့ဆက်မဲ့တန်တာဘောဆိုတဲ့ရုပ်ရှင်ကထွက်လာခဲ့ပါပြီ ဒါဆိုရင်အခုတန်တာဘောဆိုတဲ့ new adventure ရုပ်ရှင်က Stanley ဖန်တီးခဲ့တဲ့မူရင်း adventure ကိုလိုက်မိပါမလားပြီးတော့မူရင်း adventure ကို Stanley ကဘယ်လိုမျိုးဖန်တီးခဲ့တာလဲဒီတော့ Stanley ဆိုတော့ကဘသူလဲ Stanley ကို MCU မှာနာမည်ကြီးစက်ကောင်တွေဖန်တီးသူတယောက်အဖြစ်နဲ့လူသိများပေမဲ့သူ့ရဲ့ဘဝအကြောင်းကခဏခဏသိရတဲ့သူကတော့နည်းပါတယ်ကျမတို့အားလုံးက Stanley ကို American ရဲ့ကာတွန်းစာအုပ်တွေကိုဖန်တီးတဲ့အစာရေးဆရာတယောက်အဖြစ်နဲ့သိကြတာများတယ် တကယ်တမ်းတော့စတန်လီကအခုလိုနာမည်ကြီးစူပါဟီးရိုးတွေရဲ့ဖန်တီးရှင်ဖြစ်မလာခင်မှာ Timely Comic မှာ Editor ရဲ့လက်ထောက်တစ်ယောက်ဖြစ်လုပ်ကင်ခဲ့တယ်။မျက်စိရည်မြောင်ပြောရမယ်ဆိုရင်တော့တောက်တူမရသဘောမျိုးပါပဲ။ရုံထဲမှာလက်ပတ်ပြေးလွှားပြီးတော့ကြုံတဲ့အလုပ်တွေကိုလိုရင်းလိုသလိုလုပ်ပေးရတဲ့သူပေါ့။ဒီလိုကနေမှ1942ရောက်တဲ့အခါမှာ Editor တယောက်ဖြစ်နေရှာဦးတိုးခဲ့တယ်။ဒီလုပ်တွေကိုလုပ်နေတဲ့အချိန်မှာတော့အခုနာမည်ကြီးနေတဲ့ Stanley ဆိုတဲ့နာမည်မဟုတ်သေးဘူး။သူ့ရဲ့နာမည်အပြည့်စုံဖြစ်တဲ့ Stanley Martin Lieber ဆိုတဲ့နာမည်နဲ့ပေါ့။ အဒီတာတယောက်ဖြစ်တဲ့ရာဟုတိုးပြီးနောက်ပိုင်းမှာစတန်လီစီကိုအခုလိုမျိုးကာတွန်းနဲ့ဖန်တီးဖို့အတွက်အကြောင်းဖန်လာခဲ့တယ်။အဲ့ဒါကတော့ Timely Comic ရဲ့ Publisher တယောက်ဖြစ်တဲ့ Robbie Solomon စတန်လီရဲ့ဦးလေးကကုမ္ပဏီမှာကွန်တက်တွေလိုနေလို့စတန်လီကို script ကူရေးပေးဖို့အတွက်တာဝန်ပေးခဲ့တယ်။အဲ့လိုနဲ့ပဲစတန်လီကအစရေရစာရေးရတာကိုဝါသနာထုံတဲ့သူတူဖြစ်တဲ့အတွက် Timely Comic မှာ script တွေကိုကူရေးပေးခဲ့တယ်။အဲ့လိုကနေ script စာရေးရတဲ့အချိန်တည်းက Stanley Martin Lieber ဆိုတဲ့နာမည်ကို Stanley ဆိုပြီးတော့ကလောင်နာမည်နဲ့အသုံးပြုခဲ့တာ အခုဆိုရင်တော့ Stanley ဆိုပြီးတော့တကမ္ဘာလုံးမှာနာမည်ရလာတဲ့အထည်ပဲဆိုပါတော့ပြောရရင်တော့ Timely Comic က Captain America, Nemo the Submariner နဲ့ Human Torch, Fantastic Four ရဲ့အဖွဲ့ဝင်မဟုတ်တဲ့မူရင်းဖားရှင်လိုမျိုးထင်ရှားတဲ့ Super Hero တွေကိုမိတ်ဆက်ပေးနိုင်ခဲ့တဲ့ကုမ္ပဏီတစ်ခုပါဒီလိုနဲ့ Stanley က1942ခုနှစ်လောက်ကနေစပြီးတော့သူကိုယ်တိုင် hero တဦးဖန်တီးဖို့အခွင့်အရေးရခဲ့ပေမဲ့နောက်ပိုင်းနှစ်တွေကိုရောက်တဲ့အချိန်မှာကုမ္ပဏီရဲ့ငွေကြေးမတည်ငြိမ်မှုနဲ့တခြားပြဿနာတွေကြောင့် Timely Comic ကနေပြီးတော့ Atlas ဆိုတဲ့နာမည်ကိုပြောင်းခဲ့ရတယ်။ အဲ့ဒီအချိန်ထိကိုလည်းစတန်လီကကောမစ်တွေကိုစက်ရင်းနေခဲ့ပြီးတော့1962ခုနှစ်ကိုရောက်တဲ့အချိန်မှာစတန်လီနဲ့ဂျက်ကာဘီရိုကအာဂါသဖြစ်ရဲ့တခုကြောင့်စူပါပါဝါတွေရခဲ့တဲ့အာဂါသရင်မူ၄ဦးအကြောင်းကို The Fantastic Four ဆိုတဲ့နာမည်နဲ့စတင်ပြီးတော့ဖန်တီးခဲ့တယ်။အဲ့ဒီစက်ကောင်တွေကိုစတင်ဖန်တီးလိုက်တာက Atlas ဒါမှမဟုတ်အခုလက်ရှိ Marvel ဆိုပြီးတော့ဖြစ်လာဖို့အတွက်အဓိကအကြောင်းရင်းဆိုလဲမှားမယ်မထင်ဘူး။တနေ့ကြောင်ရောက်တဲ့အခါမှာ Stanley နဲ့ Steve Ditko ကစပိုင်ဒါမန်ကိုဖန်တီးခဲ့ပြီးနောက်ပိုင်းမှာ Lee ကာဘီနဲ့ဒီကိုရိုကတမာပဲမတ်တက်လို့ခေါ်တဲ့ overflow တခုကိုစတင်ပြီးဖန်တီးခဲ့တယ်။ပြောရရင် Stanley ဖန်တီးခဲ့တဲ့ Spider-Man ဇက်ကောင်ကမာပဲအတွက်အအောင်မြင်ဆုံးနဲ့သမိုင်းတစ်လျှောက်မှာလူကြိုက်အများဆုံးဇက်ကောင်တစ်ခုဖြစ်လာခဲ့တယ်။အရှေ့ပိုင်းဇက်ကောင်တွေတုန်းကတော့ကလေးတွေကြားထဲမှာပဲနာမည်ကြီးခဲ့ပေမဲ့ Spider-Man ပေါ်လာတဲ့အချိန်မှာတော့လူကြီးရောကလေးတွေပါအသေးဆက်ဖြစ်ကုန်ကြတယ်။အဲ့ဒါကိုမှ Spider-Man ရုပ်ရှင်အနေနဲ့ပြန်ဖန်တီးခဲ့တဲ့အချိန်မှာတော့ဘယ်ပြောကောင်းမလဲ။လုံးဝအောင်မြင်မှုများစွာကိုရခဲ့တာပါ။ ဒီလိုနဲ့ခုနကပြောခဲ့တဲ့မာပယ်မသက်အကြောင်းပြန်ဆက်ရမယ်ဆိုရင်ဒီလုံပုံလုံကြီးကဇက်ကောင်ဖန်တီးတဲ့သူတွေအတွက်ဇလန်းဖန်တီးတဲ့အချိန်မှာရားလက်ကောင်းတွေကိုဖန်တီးလာနိုင်စေတဲ့မသက်တစ်ခုပဲဖြစ်တယ်။ဘလောက်တောင်တည်တာလဲဆိုရင်ဒီဝေါ်ဖလိုကြောင့်မလို့ဒီ incredible hall လို့ဇလန်းတွေအပါအဝင်တခြားဇလန်းတွေပါအောင်မြင်ခဲ့တယ်။ဒီလိုကနေပြီးတော့သူတို့နှစ်ယောက်က1963ခုနှစ်မှာ The Ace Man ကိုထပ်ပြီးတော့ဖန်တီးတဲ့အချိန်မှာလဲနောက်ထပ်အောင်မြင်မှုတစ်ခုကိုထပ်မှန်ပြီးတော့ထည့်သွင်းနိုင်ခဲ့တယ်။ တန်လျဲရုပ်ပြဆူပါဟီးရိုးတွေကထိုးကြတဲ့ဇာလံပုံစံတွေနဲ့သူတို့ရဲ့လူသားဆန်တဲ့ဇက်ကောင်တွေကိုမတူညီတဲ့ဆူပါပါဝါနဲ့ပေါင်းစပ်ထားတဲ့အမှုပညာလက်ရာတွေပါဒီလိုကြောင့်မဲ့ Atlas ကတဖြည်းဖြည်းနဲ့ဆက်လက်တိုးတက်လာခဲ့ပြီးတော့1982ခုနှစ်မှာထောက်ဝေသူနဲ့အတီတာညွှန်ကြားရေးမှုအဖြစ်ယာရီတိုးမြင့်ခံခဲ့ရတယ်ဒီနေရာမှာစဉ်းစားစရာတစ်ခုရှိရာက Atlas ဆိုတဲ့ကုမ္ပဏီကနေဘလို့ဖြစ်ပြီးတော့ Marvel ဆိုတဲ့နာမည်ကိုပြောင်းသွားတာလဲဆိုတာပါအခုနောက်ထောင်နေတဲ့သူတွေရောဒီကြောင့်နဲ့ပတ်သက်ပြီးတော့ဘလို့ထင်မိကြလဲ 1960ခုနှစ်နောက်ပိုင်းမှာ Atlas ကထုတ်ဝေတဲ့ comic ထဲက superhero ဇာတ်ကောင်တိုင်းနှီးပါးကနာမည်ကြီးခဲ့တယ်။အဲ့ဒီထဲမှာ Iceman လို့ဇာတ်ကောင်တွေကလည်းနာမည်အကြီးဆုံးတွေထဲကတစ်ခုပါ။တဖြည်းဖြည်းနဲ့နာမည်ကြီးလာတဲ့ superhero ရုပ်ရှင်တွေကြောင့် Atlas Company ကသူရဲ့ company နာမည်ကို Marvel အဖြစ်နဲ့ပြောင်းပြီးတော့သုံးခဲ့တယ်။ဒါဆိုရင်နာမည်တွေအများကြီးတွေကမှဘာလို့ Marvel ဆိုပြီးတော့ရွေးပေးတာလဲဆိုပြီးတွေးနေကြလောက်ရောပေါ့။ မာဗယ်လို့ပေးရတဲ့အထိပ္ပယ်ကသူတို့လုံထားတဲ့စူပါဟီးရိုးဇာတ်ကောင်တွေရဲ့ပုံရိပ်ကိုမြင်နိုင်အောင်လို့အခုလိုပေးခဲ့တယ်လို့သိရတယ်။ဒါကြောင့်မာဗယ်ကောမစ်ဆိုပြီးတော့1962ခုနှစ်မှာနာမည်ပြောင်းပေးခဲ့တယ်။ The Incredible Hulk နဲ့ X-Men လို့ကောမစ်တွေကတဖြည်းဖြည်းပို့ပြီးတော့အောင်မြင်လာတဲ့အတွက်နောက်ပိုင်းမှာဒါနိုင်လာဇာတ်ကောင်တစ်ခုဖြစ်တဲ့ကျမတို့ရဲ့အစ်စ်တော်တောကိုဖန်တီးခဲ့တာပါ။အရှေ့ပိုင်းမှာဖန်တီးထားတဲ့ပုံစံနဲ့ကွဲထွက်နေတဲ့အတွက်လူတွေရဲ့စိတ်ဝင်စားမှုတော်တော်လေးကိုရှားခဲ့တယ်။ပြီးတော့လူကြက်လေတော်တော်များခဲ့တယ်။ ဒါတွေကိုကြည့်ပြီးတော့ဖန်တွေကမတူညီပဲနဲ့ပုံမှန်မဟုတ်တဲ့ဇက်ကောင်တွေကိုကြိုက်တယ်ဆိုတော့တီးခဲ့ပြီးတော့အိုင်ယွန်မန်ဆိုတဲ့ဇက်ကောင်ကိုထပ်ပြီးတော့ဖန်တီးခဲ့တယ်။ဒါပေမဲ့အိုင်ယွန်မန်ကောမစ်ကအိစမန်တောင်းလောက်တော့ထင်သာသလောက်အောင်မြင်မှုမရခဲ့ဘူး။ကျမတို့လက်ထက်ရောက်တဲ့အချိန်မှာအိုင်ယွန်မန်ကိုရောဘတ်တောင်နီဂျူနီယာတေးဥဆောင်တဲ့အခါကျမှပဲတောက်ခမန်းလေးလေးကိုအောင်မြင်မှုရခဲ့တာ။တခုရှိတာကအိုင်ယွန်မန်ကိုဖန်တီးခဲ့တာကစတန်လင်တယောက်တည်းတော့မဟုတ်ခဲ့ဘူး။သူနဲ့ဂျက်ဂါဘီကအိုင်ယွန်မန်ဇက်ကောင်ကိုအတူတူဖန်တီးခဲ့တယ်။ဒါပေမဲ့အပေါ်မှာစတန်လီဖန်တီးခဲ့တဲ့ဇက်ကောင်တွေက အောင်မြင်မှုတော်တော်လေးရှားခဲ့တာမှန်ပေမဲ့တကယ်တော့ Iron Man Comic ကစတန်လီရဲ့တမိုင်းဝင်ဇာတ်ကောင်တွေတော့မဟုတ်ခဲ့ဘူး။စတန်လီဖန်တီးခဲ့တဲ့ဇာတ်ကောင်တွေထဲမှာမှနာမည်အကြီးဆုံးနဲ့အအောင်မြင်ဆုံးကတော့ Spider-Man ။အဲ့ဒီထဲမှာအောင်မြင်ဆုံးက Spider-Man ရဲ့ The Amazing Spider-Man ။ဟုတ်ပါတယ်။ Spider-Man ကစတန်လီရဲ့အကြီးမားဆုံးအောင်မြင်မှုတွေထဲကတစ်ခုပါ။စတန်လီကသူ့ရဲ့အအောင်မြင်ဆုံးဇာတ်ကောင်ဖြစ်တဲ့ Spider-Man ကို Steve Ditko နဲ့တွဲပြီးတော့ဖန်တီးခဲ့တယ်။ပြောရရင်အဲ့ဒီအချိန်မှာ Spider-Man, Hulk, Iron Man တော်တို့လိုမျိုးကာရိုက်တာတွေက Marvel Comics ရဲ့အအောင်မင်းဆုံးဇက်ကောင်တွေဖြစ်တဲ့အတွက်ဖန်တီးတဲ့သူတွေကလည်းအချိန်မဆိုင်မနဲ့ဒီဇက်ကောင်တွေကိုတခုတည်းအဖြစ်ပေါင်းလိုက်ဖို့စတင်ခဲ့တယ်။ Marvel ထူးခြားတဲ့အချက်တစ်ခုရှိတယ်။အဲ့ဒါကဘယ်အချိန်မှာဘလို့ပြောင်းလဲမှုလုပ်ရမလဲဆိုတာကိုတင်စာသိတာပါ။ပရိသတ်ကိုဘယ်အချိန်မှာဘလို့ဆွဲခေါ်ရမလဲဆိုတာကိုတင်စာသိပြီးတော့သူတို့ရဲ့ဖန်တီးမှုတွေနဲ့ဆွဲလန်းအောင်လုပ်တတ်တယ်။ဒါက MCU ရဲ့ထူးခြားတဲ့အချက်တစ်ခုပါ။စကားမဆက်အခုကကဘာပေါ်ကနာမည်ကြီးလေးစားအားစားရတဲ့ပုံကိုယ်တွေအကြောင်းကိုလေ့လာခြင်းနဲ့ဆိုရင်တော့ ကျွန်တော် application တွေက biography ထဲမှာကမ္ဘာကျော်ပုဂ္ဂိုလ်တွေရဲ့အကြောင်းကိုတွားရောက်လေ့လာလို့ရပါတယ်။ကျွန်တော် application ဆိုတာကနိုင်ငံတကာကကမ္ဘာကျော်စာရေးဆရာတွေစာအုပ်ပေါင်း600ကျော်ကိုမြန်မာဘာသာပြန်ပေးထားပြီးတော့အတန်းနဲ့အောင်စာနဲ့ပါအချိန်မရွေးနေရမရွေးဖတ်ရှုနားဆင်နိုင်တဲ့ audio book တွေလည်းပါဝင်တာကြောင့်စာဖတ်ဖို့အချိန်မရှိတဲ့သူတွေအခုပဲ Play Store နဲ့ App Store မှာ download ဆွဲပြီးတော့ဒီနေ့ကစပြီးစာတွေဖတ်ဖို့တိုက်တွန်းလိုက်ပါတယ်ရှင်။ခုနကအကြောင်းပြန်ဆက်ရမယ်ဆိုရင် ီလိုနဲ့စတန်လီကသူ့ရဲ့အအောင်မြင်ဆုံးတဲ့နာမည်အကြီးဆုံးဇက်ကောင်တွေကိုပေါင်းပြီးတော့ကမ္ဘာပေါ်မှာအကျန်းဆုံးလူစွမ်းကောင်းအဖွဲ့ကိုဖန်တီးခဲ့တယ်။အဲ့လိုကနေမှကျမတို့ရဲ့အသေးဆွဲအဖန်ချာဆိုတဲ့အဖွဲ့ဖြစ်လာခဲ့တာပါ။အဲ့ဒါတွေကြောင့်ပဲစတန်လီဆိုတာကကျမတို့အားလုံးအတွက်ကာတွန်းဇက်ကောင်ဆိုတာထက်ကိုပိုပြီးတော့ပရိသတ်နဲ့ချိတ်ဆက်နိုင်တဲ့ရုပ်ပြကာတွန်းတွေဖြစ်ခဲ့တယ်။ပြောရရင်စတန်လီကသူ့ခေါင်းထဲကလာတဲ့ဖန်တီးမှုတွေကိုကြီးစုသူပရိသတ်တွေစီကိုအယိုးရှိဆုံးရအောင်ပို့နိုင်ခဲ့တဲ့သူတယောက်ဆိုလည်းမှတ်မှားပါဘူး။အဲ့ဒါတွေကြောင့်စတန်လီကသူ့ရဲ့ဇက်ကောင်တွေကို အကောင်းဆုံးပုံဖော်နိုင်တဲ့သူအဖြစ်နဲ့နာမည်ကြီးတာပါဒီလိုနဲ့စတန်လီကမာဖဲရဲ့မျက်နှာပုံးဖြစ်လာပြီးတော့ဇက်ကောင်ပေါင်းစုံကိုဖန်တီးခဲ့တယ်အဲ့ဒါတွေမကသေးပဲနဲ့ universe တစ်ခုကိုဖန်တီးပြီးတော့ဇလန်းတွေတစ်ခုနဲ့တစ်ခုချိတ်ဆက်တာမျိုးတွေပါလုပ်ခဲ့သေးရပါသူဖန်တီးခဲ့တဲ့ဇက်ကောင်တွေထဲမှာ black panther ဆိုရင်ပထမဦးဆုံး african american ဇက်ကောင်ပါအစာပိုင်းမှာကောမစ်တွေကိုကလေးတွေအတွက်ပဲရည်ရွယ်ခဲ့တာမှန်ပေမဲ့နောက်ပိုင်းမှာလူကြီးတွေပါစိတ်ဝင်စားတာကိုတည်ပြီးရဲ့နောက်ပိုင်းရုပ်ရှင်အနေနဲ့ပြန်လဲအသက်သွင်းမှုအကြံရခဲ့တယ် ဒီတော့ရုပ်ရှင်တွေအနေနဲ့ပြန်ပြီးတော့အသက်သွင်းတဲ့မာဗယ်ရုပ်ရှင်တွေအကြောင်းမပြောခင်မှာပထမဦးဆုံးပြောရမှာကရုပ်ရှင်တိုင်းနှီးပါးမှာတခံမဟုတ်တခံပါတတ်တဲ့စတန်လီရဲ့ရုပ်ရှင်အကြောင်းပါဟုတ်ပါတယ်မာဗယ်ရဲ့ထွက်လာတဲ့မာဗယ်ရုပ်ရှင်တိုင်းနှီးပါးမှာစတန်လီပါတတ်တယ်လို့သူပါတဲ့ရုပ်ရှင်တိုင်းကလည်းစတန်လီကောမစ်အနေနဲ့ဖန်တီးခဲ့ပူတဲ့ရုပ်ရှင်တွေပါဒီလိုမျိုးရုပ်ရှင်တွေထဲမှာပါမလာခင်အချိန်တော့ကလည်းသူ့ရဲ့အတန်ကို Marvel ရဲ့ live action တွေမှာအတန်နောက်ခံအဖြစ်နဲ့တည်ဆောက်လာမျိုးတွေပါလုပ်ခဲ့တယ်အဲ့ဒါတွေကတော့ The Incredible Hulk နဲ့ The Animated Show Spider-Man တို့မှာပါ အဲ့လိုတွေကြောင့်ပဲစတန်လီကိုလူတွေကပို့ပြီးတော့တတိထားမိလာပြီးတော့ Marvel Comics ရဲ့ Foundation ဆိုတာကိုလူတွေကသိလာခဲ့တာပါအဲ့ဒါအပြင်ဟိုမှာစတန်လီဖန်တီးခဲ့တဲ့လက်ရာတွေထဲမှာအအောင်မြင်ဆုံးနဲ့ဝင်ငွေအကောင်းဆုံးရုပ်ရှင်တွေကိုပြောရရင်တော့ Avenger Infinity War ကဝင်ငွေအကောင်းဆုံးရုပ်ရှင်တစ်ခုဖြစ်ပြီးတော့တခြား Avenger The Age of Ultron Black Panther နဲ့ Captain America Civil War တို့ကနာမည်အကြီးဆုံးရုပ်ရှင်တွေပါဒါပေမဲ့အစိမ်းမကောင်းစရာတစ်ခုက MCU သမိုင်းတစ်လျှောက်မှာ အောင်မြင်ဆုံးနဲ့လူကြိုက်အများဆုံး Infinity War ထွက်ပြီး9လအကြာမှာပဲ Marvel Cinematic Universe ရဲ့ပဲ့ကိုင်ရှင် Stanley ကကွဲလွန်ခဲ့တာပါကွဲလွန်တဲ့အချိန်မှာတော့သူ့ရဲ့အသက်က65နှစ်ရှိနေတာဖြစ်ပြီးတော့နှလုံးရောဂါနဲ့ကွဲလွန်သွားခဲ့တာပါဒါက MCU ရဲ့ဆုံးရှုံးမှုကြီးတစ်ခုလို့ပြောရမယ်ဆိုရင်လည်းမှားမယ်မထင်ဘူးဒါပေမဲ့သူကွယ်လွန်ပြီး2019ခုနှစ်ကိုရောက်တဲ့အချိန်မှာလဲကျမတို့တွေအရန်ကြိုက်ရတဲ့ Avenger အဖွဲ့ကြီးအဆုံးသတ်ဖို့ဖြစ်လာခဲ့ပါတယ်။ဒါက Marvel ကိုစနစ်တကျတဲ့ပြည်သက်တွေရော အဗန်ချာမအဗန်ချာဆိုတဲ့သူတွေရောတန်လီကွယ်လွန်ပြီးတဲ့နောက်ပိုင်းမှာတပူပေါ်တပူဆင်းတဲ့ဖြစ်ရတစ်ခုပါဒါပေမဲ့ပြီးခဲ့တဲ့မေလ၂ရက်နေ့မှာတော့အမေရိကမှာ The New Avenger ဆိုပြီးတော့ Thunderbolt ရုပ်ရှင်ထွက်လာပါပြီဒီရုပ်ရှင်က Avenger အဖွဲ့ကြီးမရှိတော့တဲ့နောက်ပိုင်း Avenger fan တွေအတွက်မျှော်လင့်ချက်အစ်တစ်ခုလို့ပြောလို့ရပါတယ်ဒါဆိုရင်အခုဗီဒီယိုထဲမှာ Marvel ရုပ်ရှင်တွေကိုဖန်တီးခဲ့တဲ့သူ Stanley နဲ့သူဖန်တီးခဲ့တဲ့ comic တွေရဲ့အကြောင်းသူရဲ့ဘဝတွေအကြောင်းကိုပြပြပေးသွားတာပါ အခုနားထောင်နေကြတဲ့သူတွေထဲမှာရောအခုအစ်စ်ထွက်မဲ့တန်သာပေါ်ရုပ်ရှင်နဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်မိလဲဒီအဖွဲကအရင်ကအဗန်ဂျာအဖွဲကိုမှီမယ်လို့ထင်ကြလားပြီးတော့စတန်လီဖန်နီးခဲ့တဲ့စက်ကောင်တွေထဲမှာဘယ်ကာရီတာကိုအကြိုက်ဆုံးလဲကိုယ့်ရဲ့ထင်မိချက်တွေကိုကောမန့်မှာမျှဝေပေးကြပါအောင်ရှင် ရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအသံနဲ့ပါနှာထောင်လို့ရလို့အခုပဲသွားဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမေးမြန်းနိုင်ပါတယ်ရှင်။